မတပီဖိုးရုပ်မြင်သံကြားချစ်ရှင်တွေတို့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာရန်ကုန်မြို့တွင်းမှာတင်ပပြလို့လေးရှိတဲ့စိတ်ဝင်စားစရာကောင်းတဲ့ခန္ဓာများစွာကိုရကုထုံးနဲ့တင်ဆက်ပေးလေးရှိတဲ့ရန်ကုန်မြို့ကွင်းကျအစီအစဉ်ကနေပြီးတော့ပရိသတ်များအားလုံးကိုကြိုဆိုလိုက်ပါရခင်ဗျာဒီကနေ့ပရိသတ်များကိုရကုထုံးနဲ့တင်ဆက်ပေးခြင်းတဲ့အခမ်းအနားကတော့ကျွန်တော်တို့ရှင်စောပူလန်မြန်မာအက်တမ်ဘတ်မှာကျင်းပတဲ့၅ချိန်မြောက်လူရှင်တော်တက်ကြီးပူဇော်ပွဲအခမ်းအနားကိုဒီကနေ့မိတ်ဆက်ပြီးတော့မှာဖြစ်ပါရခင်ဗျာဆက်လက်ကြည့်ရှုအားပေးပါအောင်ဗျာ ပရိသတ်များခင်ဗျာဒီကနေ့ပွဲအခမ်းအနားကိုတော့ရှင်စောပူလန်းရှိ MVP မြန်မာ Advanced Pad မှာကျင်းပခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာရုံးမြေတန်ကြားကြည့်ပရိသတ်များခင်ဗျာအမှန်တကယ်တော့ပရိသတ်များကိုပျော်ရွှင်အောင်ဖြောပြီးတင်ဆက်ရတဲ့အမှုပညာဆိုတာတကယ်တော့ခက်ခဲနေနေလာပါတယ်အဲ့ဒီလိုပြည်သူ ချစ်တဲ့ဝါရင် လူရှင်တော်ကြီးများကိုဒီကနေ့မှာတော့လူရှင်တော်အသေးရန်ကုန်မှာဂါရဝတရားရှိထားပြီး ပူဇော်ကြတော့မှာပဲဖြစ်ပါရခင်ဗျာအခမ်းအနားစီစဉ်ရအခမ်းအနားဖွင့်လှစ်ကြောင်းကြီးညာပြီးတဲ့နေ့တပြိုင်နဲ့လူရှင်တော်အသင်းရန်ကုန်ဥက္ကဋ္ဌကိုဒိန်းတော်မှကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်ဆလပီနိုင်ကဖြစ်သူဒါရိုက်တာမောင်တီမှလည်းရှေ့ဆက်လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားခဲ့ပါတယ် စပြစ်ခဲ့တာတော့ကျွန်တော်တို့ forward group ရဲ့ CEO ပေါ့နော်ဦးဝင်းမော်ကစတယ်လို့ပြောမှာပဲကျွန်တော်တို့အရင် program အာသ program လေးတွေ MIT ဖုန်းနဲ့ဆက်ဆက်ရုပ်တံ line အတွက်ရိုက်နေရတယ်ဦးဝင်းမော်ကလူရှင်တော်ကြီးရဲ့တကြီးလူရှင်တော်ရဲ့ဘဝဆင်းရဲချွတ်တွေ့တယ်နော်တကြီးပိုင်းတွေမှာကျမရေးရရောစီးပွားရေးရရောချွတ်တဲ့ပြီးတော့ဒုက္ခရောက်နေကြရတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ကိုသီးအဲ့ဒါကိုတကြီးလူရှင်တော်ဘဝလေးလောက်ပါဆိုပြီးတော့ လွန်ခဲ့တဲ့6နှစ်ပေါ့နော်လွန်ခဲ့တဲ့6နှစ်ကနေစကျွန်တော်ရန်ကုန်မှာပထမတပွဲလုပ်ဖြစ်တယ်ပြီးတော့မန္တလေးမှာနှစ်ကြိမ်လုပ်တယ်နောက်ဒီဘက် MEP မှာကျွန်တော်တို့ဒါဆို5ကြိမ်မြောက်ဖြစ်သွားပြီပေါ့နော်အဲ့အတွက်ကိုကျွန်တော်တို့ Forward Group ရဲ့ CEO ဦးဝင်းမော်ကနေပြီးတော့နှစ်စဉ်300ကျွန်တော်တို့မတ်တီပေးပါတယ်ကျန်တာတော့ကျွန်တော်ရန်ကုန်လူရှင်တော်အသင်းရဲ့ရမုံငွေနဲ့ပေါင်းပြီးတော့လုပ်ကြပါတယ်ဒီနှစ်ဆိုရင်ဦးဝင်းမော်ကပို့ပြီးတော့အဲ ထောက်ပံ့ပေးတဲ့အနေနဲ့သိန်း100ကျွန်တော်တို့မတ်တည်ပေးထားပါတယ်ခင်ဗျာအဓိကတော့ဥပမော်ရဲ့ကျေးဇူးကြောင့်ပါပဲစပြီးတော့ဒီတက်ကြီးလူရှင်တော်ဘွယ်လှုပ်တဲ့အချိန်မှာလူရှင်တော်အသင်းဆိုတာမဖွဲ့စည်းရသေးပါဘူးကျွန်တော်4 comedy ကနေကျွန်တော် comedy program လေးတွေရန်ရင်းနဲ့လှုပ်ပြခဲ့တာဒါက2နှစ်3နှစ်လောက်ပေါ့နော်အခုလူရှင်တော်အသင်းရန်ကုန်ဆိုပြီးတော့ညီညွတ်နဲ့ဖွဲ့စည်းဖြစ်တာ3နှစ်ရှိပါပြီအဲ့တော့အသင်းကိုပဲတာဝန်ပေးပြီးတော့အဲဆက်လက်ပြီးတော့ဒီတက်ကြီးပူဇော်ပွဲကိုဆက်လက်ကျင်းပသွားမှာပါအသင်းရဲ့ EC တွေအမှုဆောင်တွေနိုင်ငံကတွေနဲ့တိုင်ပင်ပြီးတော့အသင်းသားတွေရဲ့တာရေးနာရေးတကြီးတွေရဲ့ထောက်ပံ့ရေးစရှိသဖြင့်ကျွန်တော်တို့လှုပ်သွားမှာပါဒီနှစ်ထဲမှာဆိုရင်ထူးခြားတာတော့ကျွန်တော်တို့တကြီးရမုံငွေပူဇော်ပွဲလေးလဲကျွန်တော်မြို့သားကစားရုံမှာလုပ်ဖြစ်ပါတယ်အဲ့တဲ့ရမုံငွေပတ်စံလဲကျွန်တော်သိန်း300ကျော်လောက်ရပါတယ်အဲအဲ့လူကြမ်းကြတဲ့လူရှင်ပေါင်းလဲအားအများကြီးကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ် ဲ့ဒီနောက်ပြည်လူရှင်တော်အသင်းနဲ့တဝဲလူရှင်တော်အသင်းအားအသင်းမတီငွေလှူဒန်းခြင်းနဲ့တက်ကြီးရမုံငွေပွဲအတွက်နှစ်စဉ်သွေးချွေးများဖြင့်အလူငွေရှာပေးခဲ့သောလူရှင်တော်ဘောလုံးအသင်းအားဂုံပြုမှတ်တမ်းလွှာပေးရခြင်းများကိုပြုလုပ်ခဲ့ပါတယ်ခင်ဗျာဒီနာမည်ကဟာသာလူရှင်တော်မြို့တော်ချစ်ပန်းလို့ခေါ်ပါတယ်ပြည်လူရှင်တော်အသင်းကဟာသာလူရှင်တော်ဦးစေပြခေါ်ပါတယ်ရန်ကုန်မြို့တော်ကြီးပါစီစဉ်ကျင်းပနေတဲ့တက်ကြီးလူရှင်တော်ပူဇော်ပွဲအခမ်းအနားကိုလာရောက်ပြီးလေးလာရဲဆိုလည်းမမားပါဘူး ဘာကြောင့်လဲဆိုဦးလေးတို့ပြည်မှာလည်းပဲလူချင်းတော်အသင်းလေးဖွဲ့စည်းထားပါတယ်ပထမအကြိမ်တကြီးပူဇော်ပွဲပြုလုပ်ဖို့လဲအာကျိုးမန္တလေးဆောင်ရွက်နေပါတယ်ကိုလိုရန်ကုန်ရောက်လာတဲ့လူချင်းတော်အသင်းကိုအားလဲအားကြပါတယ်အဲကျွန်တော်တို့ပြည်မှာလည်းပဲဒီလိုပဲလူချင်းတော်တကြီးပူဇော်ပွဲကျင်းပဖို့ကျွန်တော်တို့အစီအမံနေဆွဲထားပါတယ်မင်္ဂလာသတင်းပြောမယ်ဆိုရင်တော့ဦးလေးတို့စတင်ပြီးဖွဲ့စည်းတဲ့လူပြည်လူချင်းတော်အသင်းဖြစ်တဲ့အတွက်အရာရာမှာအားလုံးနေပါသေးတယ်ပေါ့ကွာအဲ့အချိန်ကလေးမှာဒီကနေပြီးတော့သူတို့ပန်ဖို့ကြမယ်ဆိုတဲ့သတင်းလေးတခုနဲ့လာခဲ့တာပါ သူလည်းပတ်မို့လည်းပတ်မို့ပါလိမ့်မယ်။အော်အခုလို့စုံကြီးလူချင်းတော်အလုပ်ပြန်ညီကိုလေးနဲ့တွေ့ရတယ်ဝန်တာပါတယ်။တောင်းနဲ့တွေ့ရတယ်ဝန်တာပါတယ်။တစ်တက်မကလည်းဦးလေးရဲ့ပြေလူချင်းတော်အသိကိုတွတ်တက်ကြီးပွားအောင်မြင်အောင်ကြိုးစားပါမယ်လို့ဝန်တာစရာလေးပါ။ကစေထဲမှာပဲလူရွှင်တော်တက်ကြီးပူဇော်ပွဲရံပုံငွေပဒေတာကပွဲတွင်ကုညီပတ်မိုးပေးခဲ့သောအနုပညာရှင် အတက်ပညာရှင်များအားဂုံပြုမှတ်တမ်းပေးအပ်ခဲ့ပြီးဗန္ဒာရေးမှုဥယေချမ်းမှာ

60လည်းပြန်ဖြစ်ရင်ဖြစ်သွားမယ်။ဘာလို့လဲဆိုတော့ဒါကဟိုအများနဲ့လှူဒန်းနေကြတဲ့အလူရှင်တွေရဲ့စေတနာနဲ့ကျွန်တော်တို့တွေရဲ့ရှာဖွေမှုနော်ရမုံဝေရှာဖွေမှုပုံမှန်လည်းမူတည်တယ်လေ။အဲ့တော့မြဲမြဲရရင်တော့မြဲမြဲလှူကျင်တာပေါ့တကယ်ဟိုအတိဒုက္ခရောက်နေကြတဲ့တက်ကြီးလူရှင်တော်တွေအများကြီးရှိတာဟုတ်ပဲ။ခတိုင်းနှစ်ကဆိုရင်ကျွန်တော်တို့ဟိုဟင်းသားလေးမျက်နှာအဲ့လိုအဝေးရဟိုလူရှင်တော်ကြီးတွေလည်းခေါ်တယ်ဗျ။အခုလာမဲ့နောက်နှစ်ကစပြီးတော့ကျွန်တော်တို့ရန်ကုန်ဆိုလန်ရန်ကုန်မန္တလေးဆိုမန္တလေး ပြီဆိုပြီးဟာလာဟိုကျွန်တော်မော်လမြိုင်တဝဲအခုဆိုဟင်းတရာပေါ့အဲသူတို့တွေကိုကျွန်တော်တို့ကလူရှင်တော်အသေးနေအားလုံးဖွဲ့ပေးလိုက်မယ်ဖွဲ့ပေးပြီးတော့ကျွန်တော်တို့ကဗဟုပုံစံဖြစ်သွားတာပေါ့အဲ့ရနေကျွန်တော်တို့ကထောက်ပံ့မယ်ထောက်ပံ့ကျွန်တော်တို့ကဟိုအနေနဲ့ရဲမှရှိတဲ့လူရှင်တော်ကြီးတွေသူတို့နေရသူတို့ဒေသဆိုကျွန်တော်လည်းလိုက်လံပြီးစုံစမ်းမှုခရင်တယ်လေအဲ့တော့ရန်ကုန်မှာရှိတဲ့လူရှင်တော်တွေအဓိကထားပြီးတော့ကျွန်တော်တို့ကရှင်းနှစ်ကိုလုပ်မယ်ကြံတဲ့လူရှင်တော်အသင်းတွေကိုတော့တသိအောင်ဘလောက်ဘလောက်ဘလောက်အဲ့လိုလှူဒန်းမယ်ပေါ့ဟုတ်ကဲ့ အဆက်သက်ပြည့်နေတဲ့လူရှင်တော်ကြီးများမိမိတို့ဟိုအပိုင်ပေါ့ဥပမာအခုဒီနှစ်ဆိုရင်လက်ပန်းလူရှင်တော်နှစ်ယောက်ဆိုလို့ရှိရင်ကျွန်တော်တို့ကပြန်မဖြတ်မိလိုက်ဘူးကျန်ကတဲ့နှစ်ကကတော့အပြီမှာပေါင်းမိမယ်အခုတို့ကတို့ဘာတို့ရောက်လာရောက်လာတော့ဒီမှာလဲကတော့လိုက်မယ်ဒီရောက်လို့ရှိရင်လဲဟိုအဲ့နေရာမှာနေရာလေးတစ်ခုပေးပြီးတော့တကယ်အသက်ကြီးတဲ့ပုံကိုယ်တွေလေဥမာဟိုနိုင်ကနေရာမှာထားပြီးတော့ရောက်ကြရင်လဲတို့ကတော့ခံဦးမှာပေါ့ဟုတ်ကဲ့အဲ့လိုဟုတ်ကဲ့ကျွန်တော်တို့လူရှင်တော်အသင်းနဲ့ လေးသက်ကြီးနဲ့တီးတုံးမှုပေးတဲ့ MRT4 ကိုလည်းကျေးဇူးတင်ပါတယ်။အဲဒီနောက်တက်ကြီးလူရှင်တော်များအားကတော့လူတန်းချင်းနဲ့တက်ကြီးကတော့ကံပုဂ္ဂိုလ်တူဖြစ်တဲ့ဟာတလူရှင်တော်တရုတ်ဆောင်ဦးမိုးဒီမှမူဒိတာစကားပြန်လည်ပြောကြခဲ့ပါတယ်ခင်ဗျာ။အမတန်ဝန်တာပါတယ်။ဟိုကျွန်တော်တို့ငယ်ငယ်ကလည်းတက်ကြီးလူပေါ့လေ။နုပညာရှင်တွေကိုကျွန်တော်တို့ဒီလိုပဲအဲခေါင်းဆောင်ပြီးတော့ အခုဖရာပွဲတော်မှာကျွန်တော်တို့ငယ်ငယ်ကစပြီးတော့အကြိမ်ပေါင်းများစွာကြောခဲ့ပါလေအခုကျွန်တော်တို့အရွယ်ကြီးလာတော့လေနောက်ထပ်ဒီလိုပေါ့လေစေနာကျိုးပြီးလို့ခေါ်မလားမသိဘူးပေါ့နောက်ကလူငယ်တွေကလည်းလူသေးဆုံးနဲ့ကျွန်တော်တို့ပုံမှာအခုလိုကာတော်ထားပြီးကြောတာကိုအမတမဝမ်းသာပါလေကျွန်တော်တက်ဖြစ်ပါလေအခုဘုသူကငါးချိန်မြောက်လို့ရေးထားတယ်လေကျွန်တော်က ဟိုငါးကြိမ်မြောက်ဆိုတာတခါမှတော့မလွတ်သေးပါဘူးအမြဲတမ်းကတော့ခံရပါတယ်အဲ့တော့ငါးကြိမ်မြောက်လုံးတက်ဖြစ်တယ်လို့ပဲပြောရမှာပေါ့နော်ဒီလိုပဲကျွန်တော်တို့လူရှင်တော်တွေကိုဒါတနည်းအားဖြင့်ပြောရရင်တော့နောက်လူရှင်တော်တွေကရှေးကလူရှင်တော်ကြီးတွေကိုစောင့်ရှောက်တဲ့သဘောကတော့တဲ့သဘောယူသေးတဲ့သဘောဆိုတာအများမောမြတ်ပါတယ်အဲ့ဒါကြောင့်နောက်တော့လေဒီရှင်လာလေးမပြည့်အောင်ထိမ့်ထိမ့်စောင့်ရှောက်ပြီး တို့ကင်ဆောင်ရွက်သွားကြပါလို့တိုက်တွန်းလိုပါတယ်ခင်ဗျာ MRTV4 ရုပ်မြင်သံကြားကြည့်ရှုနေသောပရိသတ်များခင်ဗျာဒီကနေ့တင်ဆက်ပေးလိုက်တဲ့လူရှင်တော်အသိရန်ကုန်၏၅ချိန်မြောက်လူရှင်တော်တက်ကြီးပူဇော်ပွဲအခမ်းအနားကိုလေ့လာဝင်ရလို့အထူးပဲချိန်နဲ့လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်နောက်များမှာလည်းရန်ကုန်မြို့တွင်းကျင်းပပြုလုပ်လျက်ရှိတဲ့စိတ်ဝင်စားဖွယ်ရာကောင်းတဲ့အခမ်းအနားများကိုရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးတော့အောင်ပါပဲဖြစ်ပါတယ်ခင်ဗျာ။ ကြည့်ရှုအားပေးတဲ့ပရိသတ်များကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။